င်္ဂလာပါရှင် ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းရွှေဘုံမြို့နယ်တာကနန်းကျေးရွာမှာအော်တိုဘားလ2ရက်နေ့မနက်6နာရီလောက်ကစစ်ကောင်မရှင်တက်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနှစ်ဖက်ထိခိုက်ကြဆုံးတာရှိရလို့ဒေသခံတွေဆီကနေသိရပါဗျာ။ ရွှေဘုံမြို့ကနေအင်အား30နီးပါးရှိတဲ့စစ်တပ်စစ်ကြောင်းကတာကနန်းရွာဘက်ကိုစစ်ကြောင်းထုံးဝင်ရောက်လာတာကြောင့်ထိတိတိုက်ပွဲဖြစ်ပွားတယ်လို့ဒေသခံတယောက်ကပြောပါရယ်။တိုက်ပွဲကရုတ်တရက်ကြီးဖြစ်လာတာဆိုတော့စစ်ပွဲအတွင်းမှာပိတ်မိတာတွေရှိပြီးထိခိုက်သေးဆုံးတာတော့မကြမိဘူးလို့သူကပြောပါရယ်။တိုက်ပွဲအတွင်းပြည်သူကာကွယ်ရေးတပ်ဖက်ကကင်းထောက်ရဲဘော်တယောက်ကြာဆုံးပြီးမနေ့ကညနေပိုင်းတိစစ်ရေးတင်းမာနေစေလို့သိရပါရယ်။ စစ်ကြောင်းထွက်လာတာကိုမသိရဘဲရှေ့ကင်းရဲဘော်ကထောက်လန်းဖို့တွားရကနေထိတ်တိုက်တိုးပြီးပြစ်သက်ခံလိုက်ရတာကြောင့်စစ်တပ်လာနေပြီဆိုတာသိလိုက်ရပြီးကျွန်တော်တို့နဲ့တိုက်ပွဲတွေစဖြစ်တယ်လို့တိုက်ပွဲမှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တယောက်ကပြောပါတယ်တိုက်ပွဲအတွင်းစစ်တပ်ဘက်ကအကြအဆုံးများပြီးအရှင်လေးယောက်လက်ရဖမ်းဆီးမိပြီးတိုက်ပွဲအသေးစိတ်ကိုတော့စစ်တေသားကနေထုတ်ပြန်လိမ့်မယ်လို့ပြောပါရယ် စစ်ကောင်မရှင်တက်ကရွှေဘိုစားတောင်သခိုင်းကားလမ်းမကြီးကိုပြန်လည်ဆိုးမိုးနိုင်ဖို့သခိုင်းမျိုးနဲ့ရွှေဘိုမျိုးဘက်ကကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တာလေကြောင်းကနေတိုက်ခိုက်တာတွေကြောင့်အရက်သားတေဆုံးတာတွေအပြင်နေရက်ဆွန့်ခွာတာတွေရှိနေတယ်လို့သိရပါပါတယ်ရှင်။ လက်လွတ်ထားရတဲ့ကြောင်မင်းမျိုးကိုပြန်ရသွားတဲ့စစ်တပ်အနေနဲ့တီဘောမျိုးကိုဆက်ပြီးတော့ထိုးစစ်ဆင်ဖို့အမတ်ဆက်နှစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စာကခမှုဘုံမှုချုပ်သူရဇော်လင်စိုးကိုအော်တိုဘာလ၁ရက်နေ့ကတာဝန်ပေးလိုက်တယ်လို့စီရေးသတင်းရင်းမြစ်စီအနေနဲ့သိရပါဗျာ။ ကြောင်မင်းမျိုးကိုတိုက်တဲ့အထဲမှာတမတစ်တစ်နဲ့အတူစခခစနစ်လဲပါဝင်ပြီးမျိုးပြန်ရပြီးတဲ့နောက်တမတစ်တစ်ဒူးတက်မှမို့ကိုမျိုးပြန်လဲတိဆောက်ရေးအတွက်ထားပြီးတီဘောမျိုးကိုဆက်လက်ထိုးစစ်ဆင်ဖို့စခခစနစ်စခခမူပုံမူချုပ်သူရဇော်လွင်စိုးကိုတာဝန်ပေးခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်က TVB ကိုပြောပါရယ်အာနာသိန်းစကတာချီလေးစစ်ပြူဟာအခြေကျပြီးတာဝန်ကျနေတဲ့ ဗိုလ်မှူးကြီးတူရာဇော်လင်စုကိုစစ်ကောင်းဆောင်က2024ဇူလိုင်လမှာဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီးစကခ14စကခမူတာဝန်ပေးပြီးရှမ်းမြောက်ကိုပို့ဆောင်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လာရှုမျိုးကိုတော်လရေးတက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ချိန်မှာအချင်းတောင်ဖွင့်ပေးခဲ့လို့စစ်စည်းခံရရတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်6လအကြာမှာတော့အရှိတောင်တိုင်းစစ်ဌာနလက်အောက်ခံစကခစနစ်တက်မှုအဖြစ်နဲ့ပြန်လည်ခန့်အပ်ခဲ့တာဖြစ်ပါရှင်။ မကွေးတိုင်းချောင်းမြုံနယ်ခရိုင်လမ်းဦးစီးဌာနကနန်းစီဒီယံလက်ထောက်ညွန်ကြားရေးမှုနဲ့ဝန်ထမ်းတယောက်ကိုယင်နဲ့အတူအော်တိုဘာလ၁ရက်နေ့ညနေကလက်နက်ကိုင်အဖွဲ့တစ်ခုကဖမ်းဆီးသွားတယ်လို့ဖြစ်စဉ်ကိုသိရှိသူတွေစီကနေသိရပါဗျာ။ တိုင်းအဆင့်အစည်းအဝေးကနေပြန်လာတဲ့အသက်50အရွယ်လက်ထောက်ညွန်ကြားရေးမှုအမျိုးသမီးနဲ့တပည့်အမျိုးသမီးဝန်ထမ်းကို6မြို့နယ်ကျင်းနီလန်ကွယ်အနီးအနားမှာဖမ်းဆီးသွားတာပါဖြစ်စဉ်ကိုသိရှိရသူတယောက်ကလက်ထောက်ညွန်ကြားရေးမှုတယောက်နဲ့သူ့ရဲ့တပည့်တယောက်ကအစည်းအဝေးကနေအပြန်ဖမ်းခေါ်ခံရတယ်လို့ပြောပါဗျရင်နေကိုပိတ်ဆို့ဆစ်စင်းနေတဲ့အမိမတိလက်နက်ကင်အဖွဲကဖမ်းဆီးသွားတာဖြစ်ပြီးတော့အော်တိုဘာလ3ရက်နေ့အထိပြန်လည်လွတ်မြောက်တာမရှိသေးဘူးလို့လည်းသိရပါဗျ အခုဖမ်းဆီးခံရတဲ့နေရာမှာ PDF နဲ့တခြားလက်နက်ကင်အဖွဲ့တွေကမကြခဏကားတွေဆိုင်ကယ်တွေနဲ့လူတွေကိုစစ်ဆေးတာတွေရှိပြီးအခုကတော့ဘေးအဖွဲ့ကဖမ်းခေါ်သွားတယ်ဆိုတာမသိရသေးဘူးလို့မကွေးတိုင်းကဝန်ထမ်းအတိုင်းအဝန်းနဲ့နေဆက်သူတွေကပြောပါရတယ်။ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးစစ်ကော်မရှင်လက်အောက်ခံမကွေးတိုင်းဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်နဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးရှာဖွေနေတယ်လို့လည်းသိရပါပါတယ်ရှင်။စီကသူတို့ရဲ့လက်အောက်ခံအငိမ့်စားဝန်ထမ်းတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေတက်မတော်သားတွေကိုအော်တိုဘာလကစပြီးအပိုထောက်ပံ့ကြေးကျပ်3000စီထပ်ပေးမယ်လို့စစ်ကောင်စီရဲ့ဗဏ္ဍာရေးနဲ့အခွန်ဝင်ကြီးဌာနကစက်တင်ဘာလ30ရက်မှာထုတ်ပြန်ထားပါတယ်။အပိုထောက်ပံ့ကြေးကျပ်3000ရရှိမဲ့သူတွေထဲမှာတက်မတော်ကအရာရှိစစ်သည်ကြီးရည်လေတက်မတော်သားတွေလည်းပါဝင်တယ်လို့ဖော်ပြထားပါတယ်။တက်မတော်ကငိမ့်စားတွေအပါအဝင်တခြားဌာနတွေကငိမ့်စားဝန်ထမ်းတွေကိုတော့ယခုတခါထောက်ပံ့ကြေးပေးတာကဒုတိယကြိမ်ဖြစ်တယ်လို့သိရပါတယ်။ မကွေးတိုင်းတက်ကအစိုးရဌာနတစ်ခုကဦးစီးမှုတာဝန်ထမ်းဆောင်နေသူတယောက်ကတော့ထောက်ပံ့ကြေး3000ကျပ်တိုးပေမဲ့တလားကိုရရဲလာစာ3သိန်းကျော်ဟာလက်ရှိကုန်စည်နှုန်းအခြေအနေနဲ့စံမိုးနဲ့အင်အားကပဲရတယ်လို့ဆိုပါတယ်။လာစာတိုးတော့ပြောတာပေါ့ဒါပေမဲ့ရန်ကြီးရင်ခုနာမျိုးတော့မဟုတ်ဘူး။တိုးတဲ့လာစာ3000ကပစိုးတကွင်းစာဟင်းတစ်ခွက်စာလောက်ပဲရှိတယ်။အခုခေတ်ကုန်စည်နှုန်းကအကျပ်အစိမ်းတလုံး800စားစီတပူ3000ဝန်းကျင်မှာစီတပူပိုးပဲရတာပေါ့။ဂျာပေါက်ရတဲ့ပြည်ထဲလောက်ခံနေဝန်ထမ်းနဲ့ ဆယ်မြောင်းဦးစီးဦးတောက်ကဝန်ထမ်းရုံးတွေကကြားပေါက်ရတယ်သူတို့ကလစာတိုးတာ ရော့တာအရင်ကြီးမထီရောက်ဘူးစစ်ကောင်စီရဲ့လက်အောက်ကအစိုးရရုံးဖွဲ့တော်တော်များများကကုန်းလုံးပိုင်ခွင့်နဲ့ရုံးဆောက်ကအစရတဲ့နေနဲ့ပြည်သူစီကငွေရှာနိုင်တာမလို့လစာတိုးတာရော့တာကတိတ်ခွာချမှုမရှိဘူးလို့ဆက်ပြောပါတယ်အခုလိုထောက်ပံ့ကြေးပေးတာကတော့နိုင်ငံသားပညာသင်သွားနေတဲ့ဝန်ထမ်းတွေကတော့သွားနေတဲ့ကာလအတွင်းကန်ထရိုက်ပုတ်ပြတ်အချိန်ပိုင်းဝန်ထမ်းတွေကတော့ရရှိမှာမဟုတ်ဘူးလို့သိရပါတယ် နေစားဝင်တဲ့အနေနဲ့နေစားအလို့သမားတွေရဲ့လောက်ခကိုအလို့ချိန်တစ်နေ့၈နိုင်ရအတွက်လက်ရှိသတ်မှတ်ထားတဲ့လောက်ခ၄၈၀၀အပေါ်မှာကြက်တထောင်စီနှစ်ခါအပေါ်ထောက်ပံ့ကြေးပေးခဲ့ပြီးဖြစ်ပါတယ်။အခုတစ်ခါထပ်ပေးရနေဆိုရင်အစိုးရဝင်တဲ့နေ့ကကြက်တထောင်နဲ့စုစုပေါင်း၃000ကျပ်အပေါ်ရရှိတော့မှာဖြစ်ပြီးစုစုပေါင်းတစ်နေ့လောက်ခက၈၈၀၀ဖြစ်လာမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုလိုအာဏာသိမ်းစစ်ကောင်စီကဝန်ထမ်းတွေအငိမ့်စားဝန်ထမ်းတွေကိုငွေကြက်၃000တိုးပေမဲ့ လက်တွေမှာတော့အစမတန်မြင့်တက်လာတဲ့ကုန်စည်နှုန်းတွေနဲ့ဇက်တိုက်ဆိုသလိုထိုးလာတဲ့ငွေကြေးဖောင်းပွားမှုတွေကြောင့်လူလူကလက်တွေမှာဝင်ငွေနဲ့ထွက်ငွေမမျှတာကိုခံစားနေကြရတာအချိန်ကြာမြင့်နေပြီဖြစ်ပါတယ်။အနာသိန်းထားတဲ့၄နှစ်ကျော်၅နှစ်တာကာလအတွင်းဝန်ထမ်းတွေကိုတိုးပေးတဲ့ခံစား권ဟာမြန်မာကျပ်ငွေတသိန်းမပြည့်သေးဘူးလို့လည်းဝန်ထမ်းတွေကပြောကြပါတယ်။ဓာတ်ဆီ၁လီတာကို၁၀၀၀ထောင်ဝန်းကျင်အချိန်မှာအခြေခံလစာတသိန်း၈၀၀၀ဖြစ်ပြီးအခုလိုဓာတ်ဆီ၁လီတာကို၁၀၀၀ထောင်ဝန်းကျင်ဖြစ်တဲ့အချိန်မှာ လစာ3000ချက်ထိုးပေးတာဟာအသုံးမဝင်နိုင်ဘူးလို့ကချင်ပြည်နယ်ကစီဒီအမ်ဝန်ထမ်းတယောက်ကသူ့ရဲ့အမြင်ကိုပြောပြပါဗျ။ဓာတ်ဆီဒလီတာကိုတထောင်ဝန်းကျင်ခက်မှာအခြေခံလစာက3800အခုဓာတ်ဆီဒလီတာကိုတထောင်ဝန်းကျင်ခက်မှာအခြေခံလစာက2800ပေါ့နော်။ဆိုတော့ဒီကုန်စည်နှုန်းကကျတော့ကျွန်တော်တို့ကချင်ပြည်နယ်လို့ဆိုရင်တော့ဆယ်စားလောက်တက်တဲ့အနေအထားမှာသူတို့ရဲ့လစာက ဘာမှမရှိလာဘူးလို့နော်ဒီလောက်တိုးတယ်ဆိုတာလည်းဘာမှတုံးစားလို့မရဘူးဆိုတော့ခွေးဝန်းသာအောင်လေးလေးပြတယ်လို့ပဲမြင်ပါတယ်ကျွန်တော်တခြားဘာမှတော့ခံစားမှုတော့မရှိပါဘူးအာနာသိန်းနဲ့2021ခုနှစ်ကနေလက်ရှိအချိန်အထိအခြေခံကုန်စည်နှုန်းကလည်း90ရာခိုင်နှုန်းကျော်နှစ်ဆကျော်လောက်ဈေးမြင့်တက်လာတာကိုတွေ့ရပါတယ်ခုနှစ်2025ခုနှစ်ထဲမှာဆိုရင်ငွေကြေးဖောင်းပွားမှုတန်ဖိုး inflation rate ဟာ34.1%ရာခိုင်နှုန်းထိတိုးလာနေတယ်လို့ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားပါတယ်ကျမ သိမိပါကရာဂရနီဒေတာဖေခုံမြို့နယ်ပရူဆိုမြို့နယ်နဲ့ဒီမော့ဆိုမြို့နယ်နောက်ဘက်ချမ်းမှာရှိတဲ့စစ်ပေးရှောင်စခန်းတွေကို ထောက်ပံ့ကူညီပေးမဲ့လူတွေဒီနှစ်အတွင်းတိတိတတ်တာနေပါလာနေတာပါဒါကြောင့်တချို့စစ်ပေးရှောင်မိသားစုတွေမှာနှင်းစင်အဟာရအတွက်ဆံပြုတ်တောက်နေရတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရတယ်လို့ဒေတာကန်တွေကပြောပါတယ် ဆက်ကြရအလူရှင်အလာပေးတဲ့လူလည်းပြောထားပြီးသားလေနော်နလ3လထက်ကျော်တော့မကူပေးနိုင်တော့ဘူးအဲ့လိုပြောခုကျမတို့မှလည်း3လပြည့်ပြီဆိုတော့လေမလာတော့ဆရာမရှိတော့တချို့ပြစ်ဆောင်လို့ဆိုဆံပြုတ်နဲ့စားနေရပြီဆရာစစ်ကောင်မရှင်တက်ရဲ့တံပြန်ထိုးစစ်တီကြောင်းကရားကရီဒေတာမှာဒီလပိုင်းအတွင်းစစ်ပေးဆောင်ဦးရေတောင်းတဲ့ချီပြီးတိုးများလာနေပါတယ် တချို့စစ်ပေးဆောင်စခန်းတွေမှာဆိုရင်ဆန်ရိတ်ခါလုံးဝပြတ်လတ်နေတယ်လို့ကုညီနေသူတွေကဆိုပါတယ်။တို့အလူရှင်အဖွဲ့တွေလည်းတိတ်မလှူနိုင်ကြတော့ဘူး။အာလုံးဝဆန်ပြတ်လတ်နေတဲ့စခန်းကတော်များတယ်၄၅ခုရှိရဲ့။ကြာကရင်နီဒေတာအတွင်းစစ်ကော်မရှင်တပ်ရဲ့တံပြန်ထိုးစစ်တွေကြောင့်ຫນွေဦးတော်လိုက်အင်အားစုတွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့်စစ်တကအာဏာသိမ်းတဲ့2021ခုနှစ်ကစတင်လို့အခုချိန်ထိကရနီဒေတာမှာစစ်ပီးရှောင်းဦးရေဟာတုံးသိန်းဝင်းကြီးရှိလာနေပြီဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါဖိလကိုင်းနိုင်ငံအလဲပိုင်းစီဘူးပြည်နယ်မှာအင်္ဂါနေ့ညပိုင်းကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်အနည်းဆုံးလူ82ယောက်သေဆုံးပြီး200ကျော်ဒဏ်ရာရရှိတယ်လို့ဖိလပိုင်ပြည်သူ့ကာကွယ်ရေးရုံး OCD ကပြောကြားထားပါဗျ။ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေချိန်မှာ ငလင်းတန်းအစိုးရအဆုံးကြုံတွေ့ရတဲ့ဘိုကိုမြို့ကအသက်ရှင်ကျန်ရစ်တဲ့သူတွေကနေရာအနှံ့ပြားမှာဓာအားပြတ်တောက်မှုတွေနေအိမ်နေပျက်စီးမှုတွေနဲ့ဈေးဘက်အဆောက်အဦတွေလည်းမနိုင်မနှင်းဖြစ်တဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရပါတယ်။နောက်ဆက်တွဲငလင်းတွေလည်းဇက်တိုက်လှုပ်နေတာကြောင့်အာနာပိုင်တွေကယာနဲ့ချီတဲ့ငလင်းဒုက္ခတွေတွေအတွက်မိုဘိုင်းမီးဖို့ကြောင်တွေကိုလည်းစီစဉ်ပေးထားပြီး ညအချိန်နီးလာတာနဲ့မျှယာယီလျှက်စစ်တာပေးနိုင်ဖို့ကိုအချိန်လုပြီးတော့လှုပ်ဆောင်ပေးနေရလို့သိရပါဗါးအစောပိုင်းမှာတော့အရေးပေါ်အကူအညီတွေတင်ဆောင်လာတဲ့စစ်သုံးရင်တွေဟာစီဘူးရဲ့ငလျင်ဒဏ်သင့်ဒေသတွေစီကိုရောက်ရှိလာပြီးလိုအပ်တဲ့အထောက်ပံ့တွေကိုလည်းပေးအပ်နိုင်ခဲ့ပါတယ်ရှင်။ DVV ရုပ်မြင့်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်တီပါ။